သုံးရက်ထိနှစ်ကြိမ်မှနောက်ပေါင်းခွန်ပေါ့နော်ခုနှစ်နှစ်ခြားတယ်ပေါ့တနည်းနည်းနည်း၃နှစ်၄နှစ်၅နှစ်၆နှစ်ခုနှစ်နှစ်ခြားပေါ့နော်၃ရက်ထိနောက်ပေါင်းခွန်တနည်းနည်းနည်း၃နှစ်၄နှစ်၅နှစ်၆နှစ်ခုနှစ်၃ရက်ထိနောက်ပေါင်းခွန်ပေါ့နော်အဲ့လိုမျိုးခြေအဲ့လိုမျိုးလေးဆော့လာတယ်ပေါ့ဗျာဆော့လာပြီးတော့အဲ့ညက်ထဲမှာသူကကျွန်တော်တို့ကြားထဲကလှုပ်ထားတာဒီတော့တုံတိုင်းမှာဒီကျွန်တော်တို့စိုက်ရှိမှာဆိုလို့ဖြောက်ခဲ့တယ်ပေါ့နော်၃ရက်ထိနောက်ပေါင်းခွန်ရတယ်သူရဲ့နောက်တဲ့နေ့ကျွန်တော်တို့ဆယ်လေးတွေမှာကိုးခါတိုင်းပေါ့နော်လူတောင်းမှာလေးခါလေးခါနဲ့ကိုးလေးလေးနဲ့ဆောင်းခွန်ဖြစ်တယ်ပြင်ပြရတဲ့သူ့အပေါ်ကဒီ73ရက်ကနေဒီအဲ့ညက်ထဲမှာပြန်ကြလို့ကသားတယ်ပေါ့နော် 16ချိန်မှာတော့6ခါတိုင်း9နောက်ပိတ်18ချိန်မှာ3နောက်ပိတ်လို့ရိုက်တယ်ပေါ့နော်24ချိန်မှာ8နောက်ပိတ်လို့ရိုက်တယ်အဲ့လိုရိုက်ပြီးတဲ့နေသူ့ရဲ့နောက်တစ်ညမှာသူက3.9နဲ့မွေးကနန်းထွက်တယ်ပေါ့နော်3.9နဲ့မွေးကနန်းထွက်တယ်အဲ3.9နဲ့မွေးကနန်းထွက်တယ်ပေါ့နော်ဒါတည်းကတော့လုံရင်းနေပေါ့ဗျာဟုတ်ပြီအဲ့ဒါဆိုသူ့ရဲ့နောက်တစ်ညမှာကျွန်တော်တို့တော့အောင်ပေါ့နော်ကျွန်တော်6ချိန်မှာ4ပိတ်ပေါ့နော်စီနီယာတော့မှ4ပိတ်အဲ4ပိတ်ရဲ့ပါပါကိုသူ့ရဲ့အောက်တော့မှ6ခါခံတယ်သူ့ရဲ့ နောက်တစ်နှစ်မှာပေါ့နော်ညာဘက်နှစ်မှာကိုးခါခံတယ်ပေါ့နော်ကိုးခါလေးပိတ်ကိုးခါပေါ့နော်ကိုးလေးကိုးလို့ထိုးလိုက်တယ်အဲ့လိုထိုးလိုက်တဲ့သူ့ရဲ့ဆောင်းမှာသူကနှစ်ထိတ်တစ်ပိတ်တစ်ပိတ်နဲ့အုံလုံးပေါင်းရင်လေးလို့ဖြစ်တယ်လေးလို့ဖြစ်တာနဲ့ကျွန်တော်တို့ကလေးလို့ဖြစ်တယ်တဲ့သူကဘလို့လေးတလန်းနဲ့ရိုက်လဲဆိုတော့ဒီပိတ်ကိုးချိန်မှာလေးပိတ်ပိတ်တဲ့နေ့ထဲမှာတဲ့သူကဗရိတ်လေးတစ်ခွပေါ့နော်လေးထိတ်နဲ့ဗရိတ်လေးတစ်ခွသူ့ရဲ့တစ်နှစ်ကျော်မှာလည်းလေးထိတ်ကခံရမယ်တစ်နှစ်ကျော်မှာသူကလေးဗရိတ်မလို့လေးထိတ်မလို့လေးဗရိတ်ရိုက်တာပေါ့နော်လေးထိတ်နဲ့ဗရိတ်လေးပေါ့လေးထိတ်ကပုံသေးပေါ့နော်အဲသူသောက်မှာလည်းသူရှစ်ထိတ်စီတည်တယ် ဲ့တော့သူ့ရဲ့နောက်တစ်နှစ်ကိုအဲ့ကဏ္ဍဒီလိုက်ထွက်တယ်ပေါ့နော်အဲ့လိုက်ထွက်ပြီးတော့သူကအဲ့ဒီထဲမှာလေးထိတ်ကြောင်းနဲ့သူကပိတ်နှစ်ချက်တယ်ပေါ့နော်လေးပိတ်ကြောင်းပေါ့နော်နှစ်ချက်တယ်လေးပိတ်လေးပိတ်လို့ရိုက်တယ်ရိုက်တယ်နဲ့သူ့ဆောင်မှာထွက်တယ်ကဏ္ဍဒီကြီးတဲ့အဲ့ဒီထဲကပြန်ရကဏ္ဍမှာတယ်ဟုတ်ပြီနော်ပြန်ကြပေါ့နော်အဲ့ပြန်ကြမှာသူကဘလို့ရိုက်လဲဆိုတော့သူကကျွန်တော်၈ရက်၁ရက်၃ရက်၃လုံးပေါင်းရင်းဒီကျွန်တော်တို့၈ရက်၃ဒီပါဝါနက်ခတ်ခွေတာပေါ့ဗျာအဲပါဝါနက်ခတ်ခွေလိုက်တဲ့ဒီ၃ချောင်းနဲ့သူကဒီ၄ထိပ်ရဒီက၈ဝန်း၉ရက်ကို၃လို့ရိုက်တယ်ပေါ့နော် အဲကနန်းကိုကြဘလို့ကောက်လဲဆိုတော့ဒီလေးပိတ်လေးပိတ်ရဲ့ဘောကတစ်အပိတ်ဒီတဲ့အဲတစ်နှစ်ကျော်မှတစ်ခါတိုင်းရအဘောကကနန်းပေါ့နော်တစ်ခါတိုင်းရအဘောကကနန်းအဲ့လိုမျိုးလေးပြင်ကျွန်တော်တို့ရခဲ့တယ်ပေါ့နော်ဒါပရမတ်တကက်ပေါ့ဒုတိယကက်သုံးရထိတ်နောက်ပေါင်းခွန်ပေါ့နော်သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ဆယ်လေးချိန်မှာပဲကိုးခါတိုင်းရိုးရိုးမှန်မှန်ဝင်ရင်တစ်နှစ်စာဘယ်လိုဘယ်လောက်လဲဟုတ်ကဲ့ပါလို့နောက်ပြီးပြန်ဖြည့်ပြပါမယ်နော်ဆယ်လေးချိန်မှာဒါကိုးခါသူဆောင်မှာ၅ခါ၃ခါပေါ့နော်စီနီယံထည့်တာပေါ့ညာခွန်မယ်စောင်းခွန်မယ် လေးခါပြီးတော့၃ခါလေးခါပြီးတော့ဒီမှာ၅ခါပေါ့နော်အဲဒီကျွန်တော်တို့73ချိန်ကကဏ္ဍကလည်းအိုင်နေထဲမှာပြန်ကြကစားတယ်အဲ76ချိန်မှာ6ခါတိုင်း9နောက်ပိတ်18ချိန်မှာ3နောက်ပိတ်ပေါ့နော်24ချိန်မှာ8နောက်ပိတ်လိုပဲရိုက်တယ်သူရဲ့နောက်တစ်နေ့မှာလည်း3ရက်9မွေးကဏ္ဍထွက်တယ်အဲ3 9မွေးကဏ္ဍထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးတာနဲ့သူရဲ့နောက်တစ်နေ့မှာကျွန်တော်တို့6ချိန်မှာ3အပိတ်တဲ့သူရဲ့ဘယ်ဘက်အောက်သောင်းမှာသူက8ခါတဲ့ညာဘက်အောက်သောင်းမှာက8ခါပေါ့နော်3အပိတ်တဲ့အဲ8 3ကိုပဲတဲ့သူကသူ့ရဲ့ဇောင်းပေါ့နော်ကျွန်တော်တို့ ရှစ်ကျင်ကနောက်ပိတ်ရဲ့ကျွန်တော်တို့ကိုးကျင်ရအခွားရုပ်တုံးလို့ပြန်ထည့်တယ်ထည့်ပြီးတော့ကျွန်တော်တို့ကအဲတုံးအပိတ်ရိုက်တဲ့နှစ်ထဲမှာတဲ့သူလေးထိပ်ကြီးကပုံတည်နေပရိတ်တုံးတစ်ခွထွက်တယ်ဗောနော်ထွက်တဲ့ကဏ္ဍကလည်းသူ့ရဲ့တစ်နှစ်ကျော်မှာတုံးထိပ်ကြီးခံထားရမယ်တုံးထိပ်ကြီးရဲ့တစ်နှစ်ကျော်ကဒီ၄၃၉ဆိုတဲ့ကဏ္ဍကတဲ့သူ့ရဲ့နောက်တစ်နှစ်ကိုလိုက်ထွက်တယ်ဗောနော်ထွက်တော့လည်းသူ့ဆောင်မှလည်းဒါရှစ်ထိပ်ခံထားရတယ်ဗောနော်အဲ့လိုမျိုးပရိတ်တုံးကိုအဲ့ဒီနောက်တစ်နှစ်ကိုလိုက်ထွက်လို့လေအဲ့ဒီထဲမှာတုံးအပိတ်တုံးအပိတ်လို့တူညီတဲ့ပရိတ်လေးဗောနော်တုံးအပိတ်တုံးအပိတ်ပရိတ်လေးရဲ့ဆောင်းကသူကပြန်ကြ9 6ဆိုပြီးတော့လိုက်ကစားခဲ့တယ်ဗောနော် အဲ့လိုကစားတဲ့နေရာမှာလဲသူကဘလို့ကစားလဲဆိုတော့ဒီ8 3ပေါ့เนาะဘာဝနက်ခတ်ခွေတယ်8 3ဘာဝနက်ခတ်ခွေတယ်ဒီ3ထိတ်ကြောင်းနဲ့သူကအပေါ်က4ထိတ်နေတဲ့ဒီရှေးပေါင်းကုန်းနေကိုသူက3လို့သွားတယ်ဒီ3ပိတ်3ပိတ်ရဲ့အပေါ်ကဒီတစ်ခါတစ်ထိတ်တစ်ပိတ်ပေါ့เนาะတစ်ပိတ်ကြောင်းတစ်နှစ်ကျော်ကဒါတစ်ခါရဲ့အပေါ်ကငန်းပြန်ကြကစားခဲ့တာပေါ့เนาะဒါကျွန်တော်လိုရင်းပေါ့ဗျာကျန်တဲ့ဟာကြီးဆိုကျွန်တော်လည်းမပြောတော့ပေါ့เนาะဒါဆိုကျွန်တော် တတိယကတ်မှာလဲဒါ3ရက်ထိတ်နောက်ပေါင်းခွန်ပေါ့เนาะသူရဲ့နောက်တစ်နှစ်ဒါ14ချိန်မှာ6ခါဒီ6ခါ4ခါ 5ခါ6ခါပေါ့เนาะဒီမှာလဲသူက3 4နှစ်ပေါ့ဗျာအဲ4ခါ3ခါ2ခါပေါ့เนาะကောင်းကွန်မဲ့ရိုက်တယ်ဒီ73ရက်ကနေကလည်းပြန်ကြကစားတယ်ဇာကြောက်ဒီမှာ9ခါတိုင်း9နောက်ပိတ်18ချိန်မှာ3နောက်ပိတ်ပေါ့เนาะ24ချိန်မှာ10နောက်ပိတ်တယ်အဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာလဲသူက3 9နှစ်ပတ်လည်မွေးကနေထွက်တယ်290ပတ်လည်မွေးကနေထွက်တယ်ပေါ့เนาะထွက်ပြီးတယ်သူ့ရဲ့နောက်တစ်နှစ်မှာသူကအဲ့ရှိတိမှာပဲသူကနှစ်အပိတ်ကို ရိုက်တယ်နှစ်ပိတ်ရိုက်တာနဲ့သူ့ရဲ့ဘယ်ဘက်အောက်တော့မှခွန်ခါညာဘက်အောက်တော့မှခွန်ခါပေါ့နော်အဲ့နှစ်ကိုပဲသူကဒီတစ်နှစ်ကြုံမှလာကျွန်တော်တို့ရှစ်ကျင်ကအပိတ်နဲ့ကိုးကျင်ကအခွန်နဲ့ကိုနှစ်လိုပဲပြန်ထည့်တယ် အဲ့လိုထဲတော့သူကနှစ်ပိတ်ကိုးချိန်မှာနှစ်ပိတ်ပိတ်တဲ့နေ့ထဲမှာသူကလေးထိပ်စီနဲ့ပရိတ်နှစ်တခွက်ကလိုက်ထွက်ရတာပေါ့နော်ထွက်တော့လေသူ့ရဲ့တပင်ကျော်မှာနှစ်ထိပ်စီခံပြီးမှာလေးထိပ်စီနဲ့နှစ်ပိတ်ထွက်တယ်ပေါ့နော်အဲ့လေးထိပ်စီနဲ့ထွက်တဲ့ဒီလေးတခွက်ကသူ့ရဲ့နောက်တစ်နှစ်ကိုလိုက်ထွက်တယ်အဲ့လိုထွက်တဲ့နေ့ထဲမှာပဲသူကနှစ်အပိတ်နှစ်အပိတ်နဲ့ပရိတ်လေးဆိုပြီးတော့ဒီမှာရိုက်တယ်ပေါ့နော်မနေ့ကရိုက်တယ်ရိုက်တာနဲ့သူ့ရဲ့ဆောင်းမှာကျွန်တော်တို့ပြန်ကြဆိုပြီးတော့ဖန်ကစားခဲ့တယ်ပေါ့နော်အဲဖန်ကစားတဲ့အတိုင်းနဲ့ရွေးချယ်မှုမှန်ခဲ့ပါတယ်သူကဒီမှာတစ်ခါပေါ့နော်သုံးကစီဆိုတော့နည်းနည်းလှည့်တယ်ရှိခါမဟုတ်တော့တစ်ခါ 18ဘေး6ထိပ်ပေါ့နော်သူက16ပေါ့ဒီခါးဒီထိပ်ကြီးရိုက်တယ်ပေါ့ဗျာခါးဒီထိပ်ကြီးပါဝါရိုက်တယ်ပေါ့နော်အဲ့လိုရိုက်တယ်နေတယ်သူကဒီ6ချောင်းနဲ့ဒီ6ထိပ်ချောင်းသူဒီ3လုံး6ဖြစ်ရမှာဆိုတော့ကျွန်တော်တို့ကအဲ8ထိပ်ရှိတယ်သူကရှေးပေါင်း8နဲ့ပေါ့နော်9 3 6ဆိုပြီးတော့မမအော်ဒီရွေးခဲ့တာပေါ့နော်ဒီမှာကျတော့သူကဒီမှာရှေးခါးမဟုတ်ဖက်နဲ့ဒီမှာရှေးခါးကအပေါ်တက်သွားတာပေါ့နော်ဒီမှာပုံမှန်ရှေးခါးဒီမှာအဲ့မှာသူကရှစ်အပိတ်လိုအပေါ်မှာတက်သွားတယ်ဒီရှစ်ပိတ်ကြောင့်တစ်နှစ်ကျော်မှကျွန်တော်တို့ကရှစ်ခါးတိုင်းရဲ့အပေါ်ကကနန်းဆိုပြီးတော့ဖန်းစော်ခဲ့တာပေါ့နော်963ကိုကျွန်တော်တို့936ဆိုပြီးတော့ မမအော်ဒီနေနဲ့ကျွန်တော်တို့က5 3 6ရွေးခဲ့တာပေါ့နော်အဲ့လိုမျိုးပြန်ကြကစားသွားတဲ့အတွက်အဲ့ line ကနေအခုဒီအပွဲဒီနေ့ထဲမှာပေါ့နော်လုံနိုင်တဲ့ line ကဘာကြံနေလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲရလဲတာကျွန်တော်ကိုခွန်ချီကမပြဖြစ်တယ်ပေါ့နော် line မှာဟုတ်ပြီကျွန်တော်တို့ဒါလေးပဲလေးပဲရအောင်မပြန်ချကြသွားပြီပေါ့နော်ပြန်ချကြသွားတဲ့အတွက်သူကသူ့ရဲ့တနစ်ကြော်မှာပေါ့နော်ဘယ်ဘက်တန်းကြော်မှာသူတိတ်တိတ်စီးလို့အဲ့ဒီထဲမှာစထွက်ရင်တဲ့တိတ်တိတ်စီးလို့စထွက်ရင်သူကအဲ့တိတ်တိတ်နေကနန်းကပြန်ချလိုက်ကစားတာပေါ့နော်အဲ့လိုပြန်ချလိုက်ကစားတာနဲ့တဲ့သူကနေပြီးတော့ တပင်းနှစ်ပင်းသုံးပင်းရဲ့အထက်မှာထွက်တဲ့ကျွန်တော်တို့အဲ140ဆိုတဲ့ကဏ္ဍကတဲ့သူ့ရဲ့တစ်နှစ်ကျော်ကလာတဲ့ကောင်ပေါ့နော်140ကတစ်နှစ်ကျော်လာတဲ့ကောင်ဒီပြစ်ပါတဲ့ကဏ္ဍပြန်ကြရဲ့အပေါ်က၄ထိပ်ကလည်းတဲ့သူကနေပြီးတော့ဒီနှစ်သုံးချိန်ရဲ့အထက်မှာသူ၄ထိပ်ကြီးကပို့ထားရမှာပေါ့နော်၄ထိပ်ကြီးကပို့ထားရမယ်နောက်ပြီးတော့ကျွန်တော်တို့အဲ့ဒီအထဲမှာသူက9000တန်နေလေကျွန်တော်တို့ဒီ9000တန်နဲ့ပတ်သက်ရင်လေကျွန်တော်တို့ဘယ်နဲ့ချိန်မှစရိုက်လေဆိုတော့9000ကကျွန်တော်တို့6ချိန်မှ9000စရိုက်တယ်ပေါ့နော်အဲ့တော့သူကဒီ တစ်ပတ်ပြန်ကြပါတော့တစ်ပါတဲ့ကဏ္ဍပြန်ကြရဲ့ဒီနှစ်၃ကျင်ရဲ့အထက်မှာထွက်တဲ့ဒီပြ40ဆိုတဲ့ကဏ္ဍကသူ့ရဲ့တစ်နှစ်ကျော်ကရှေးပေါင်း၅နဲ့ကဏ္ဍပေါ့နော်ရှေးပေါင်း၅တစ်ခါဒီတစ်ထိပ်၄ထိပ်ဒီ၄ခါပေါ့နော်၃ညဘိတ်က၃ညဘိတ်နဲ့ကျွန်တော်140ဆိုပြီးတော့ဒါလိုက်ထွက်ခဲ့တယ်ပေါ့နော်ဒိတ်ကြီး၃လုံးကသူက၈လို့ချုပ်တယ်ဒါ၈အချောက်ခွန်စီနီယာနေလဲကျွန်တော်အဲမပြောတော့တာပေါ့နော်ဒီ၈အချောက်ခွန်စီနီယာနေလဲရှိသေးတယ်ထိပ်ကြီး၃လုံး၈ပေါ့နော်ဒါကပထမတစ်ခက်ပေါ့ဒုတိယကတ်မှာလဲကျွန်တော်တို့ကဒီ၃ဘိတ်၃ဘိတ်ရဲ့ဇောင်းမှာပြန်ရကြတယ်ပေါ့နော်ကြာတယ်နဲ့အဲ့နှစ်ထဲမှာသူက ငါးတန်ကလည်းကျွန်တော်တို့6ချိန်မှာပဲခွင့်ရှင်းတယ်ပဲငါးတန်အဲ့ကြမှာရိုက်တယ်ဘောနော်သူ့အပေါ်မှာမရိုက်ခဲ့ဘူးအဲ့တော့သူ့ရဲ့တစ်နှစ်ကျော်မှာလဲသူကပထမဆုံး3ညထိတ်လို့ကြာရင်အဲ့ကနန်းကပြန်ကြလိုက်ကစားတာဘောနော်အဲ့လိုလိုက်ကစားတဲ့အတွက်သူ့ရဲ့ဒီ3ညပိုင်း3ညပါတယ်ကနန်းပြန်ကြရရဲ့ဘောနော်ဒီနေ့3ချိန်ရဲ့အထက်မှာထွက်တဲ့ဒီ3နှစ်ခွင့်ဆိုတဲ့ကနန်းကလည်းသူ့ရဲ့တစ်နှစ်ကျော်ကလာခဲ့တဲ့ကနန်းဘောနော်ဒီ3ခါဒီကျွန်တော်တို့3ထိတ်ဘောနော်ဒီနှစ်ထိတ်ဒီနှစ်ခါပေါ့ ီခွန်ဘိတ်ဒီခွန်ဘိတ်ဆိုပြီးတော့ထိတ်ထိတ်တုံးလုံးခွန်လုံးလို့ချုပ်တယ်ပြစ်တုံးတုံးနဲ့ထိတ်ထိတ်တုံးလုံးခွန်လို့ချုပ်တယ်ဟုတ်ပြီနော်အဲ့တော့သုံးနှစ်ခွန်ဆိုတဲ့ကဏ္ဍတနှစ်ကျော်ကဏ္ဍကိုရွှေ့ပြီးတော့ကစားခဲ့တယ်ပေါ့နော်ဒါဆိုကျွန်တော်တတိယကန်ဒီမှာနှစ်ပိတ်နှစ်ပိတ်သူ့ဆောင်မှာပြန်ကြအောင်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ50ကလည်းကျွန်တော်6ချိန်မှာမှဒါ90ဒီမှာစရိုက်တယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒါ689 684လေးဆိုပြီးတော့အဲ689ပေါ့နော်90ပါတော့689မှုအဓိကထိုးခဲ့တာပေါ့အဲ့ဒီပုံမှာအဲ့မှာ90ပဲပါတာပေါ့နော် အဲ့တော့သူ့ရဲ့တနည်းကျော်မှလည်းသူ1390ဆိုပြီးတော့ဒီ6ထိပ်ပထမဆုံး6ထိပ်လို့ပြတဲ့ကဏ္ဍကအဲ့ဒီထဲမှာပြန်ကြလို့လိုက်ကစားတာပေါ့နော်အဲ့လိုလိုက်ကစားတာနဲ့သူကနေပြီးတော့တနည်းအသုံးချင်ရထပ်မှာထွက်မဲ့ကဏ္ဍကတဲ့သူ့ရဲ့တနည်းကျော်ကဖြစ်နိုင်တယ်ပေါ့နော်ဒါမျိုးဖြစ်နိုင်တယ်လို့ယူဆတယ်ပေါ့နော်အပိုင်တော့ကျွန်တော်လည်းမသိပါဘူးနော်အဲ့တနည်းကျော်ကဏ္ဍလို့ယူဆတယ်အဲ့တော့ကျွန်တော်တို့ကထိပ်ကြီး3လုံးပထမကကထိပ်ကြီး3လုံး ရှိရပေါ့နော်ဒုတိယကက်ကတည်သေးဆုံးလုံး9ပေါ့နော်ဒါဆိုတတိယကက်တည်သေးဆုံးလုံး6ဖြစ်ခဲ့မှာဆိုကျွန်တော်တို့တိထိပ်ပေါ့နော်တိထိပ်နဲ့တနှစ်ကျော်ကရှီပေါင်း9နဲ့ခဏန်းဆိုတော့အခါတိုင်းနဲ့ရှီပေါင်း9ဆိုဒီ၄တိခွန်နဲ့ကျွန်တော်တို့ site တိုင်းပြင်ဆိုရင်၄တိတိပေါ့နော်အဲ့နောက်ကပဲရှိတယ်တခါဒီကျွန်တော်တို့ကတိထိပ်ပေါ့နော်အဲ၄တိကြီး၄ခါပေါ့အဲ့တော့တိလေးတွဲပေါ့နော်တိလေးတွဲနဲ့ကျွန်တော်တို့ကတိလေးတိနဲ့တိလေးခွန်နှစ်ခွတ်တော့ရှိတယ်ပေါ့ဗျအဲ့ဒီကမှကျွန်တော်တို့ထပ်ရွေးရမယ်ဆိုရင်ပေါ့နော်ထပ်ရွေးရမယ်ဆိုရင်ဘယ်လိုရွေးပေးမလဲဆိုတော့ ဒီတနှစ်ကျော်ကဒီတစ်ထိတ်နဲ့စထွက်တဲ့ခဏကပြန်ကြကြလို့ဟုတ်ပြီနော်ပြန်ကြကြလို့သူ့ရဲ့မြင်းတင်းနဲ့တုံးကျင်ရဲ့အထက်မှာထွက်တော့140ဆိုတဲ့ခဏကထိသီးသုံးလုံးရှစ်ချုပ်တယ်ရှီပေါင်းကပုံသေးပေါ့နော်အဲ့ဒီခဏဒီလေသူ့ရဲ့တနှစ်ကျော်ကတစ်ခါဒီတစ်ထိတ်ပေါ့နော် လေးထိတ်ဒီလေးခါဟုတ်ပြီနော် လေးထိတ်ဒီလေးခါအဲ့တော့သူ့ရဲ့ဘေးနဲ့မှာသူကသူ့သူ့ရဲ့ညာဘက်ဘေးနဲ့မှာတစ်ပရိတ်လို့ထောက်ထားရမယ်ပေါ့နော်ဒီပြစ်ပါတဲ့ခဏပြန်ကြကြအောင်သူ့ဆောင်မှာအဲ့အခုတနှစ်ကျော်ထွက်မဲ့ခဏရဲ့ဘေးမှာပေါ့နော်၄၃၄ဆိုတဲ့တစ်ပရိတ် ထောက်ပြီးမှသူ့ရဲ့ဘေးက410ကို1439ဆိုပြီးတော့လိုက်ထွက်တယ်လို့ယူဆတယ်ပေါ့နော်ဟုတ်ပြီဒါဆိုဒုတိယကတ်မှာလည်းကျွန်တော်တို့အတိုင်းပဲတနှစ်ကျော်ကတုံညထိတ်နဲ့စထွက်တဲ့ကဏ္ဍဒီပြန်ကြကြတယ်သူရဲ့ဒီနှစ်အုံချင်းရဲ့အထက်မှာထွက်တဲ့ဒီ၃နှစ်ခွန်ဆိုတဲ့ကဏ္ဍကတနှစ်ကျော်ကကဏ္ဍကိုထိတ်သေးဆုံးလုံးခွန်ချုပ်တဲ့အတွက်ကျွန်တော်တို့က၃ခါနှစ်ထိတ်နဲ့ကဏ္ဍဆိုတော့ဒါနှစ်၃ခွန်ပေါ့နော်နှစ်နှစ်၃ခွန်ကို၃ခါဒီ၃ထိတ်နှစ်ထိတ်ဒီနှစ်ခါခွန်ပိတ်ဒီခွန်ပိတ်ပေါ့နော်တုံညာ တနှစ်ကျော်ကတုံညာထိတ်စထွက်တဲ့ကဏ္ဍကပြန်ကြမလို့ဒီကဏ္ဍရဲ့ဘေးမှာတုံညာပရိတ်ဆိုပြီးတော့သူကထောက်ထားရမှာပေါ့နော်686တုံညာပရိတ်ရဲ့ဘေးကကဏ္ဍလို့ယူဆတယ်ပေါ့နော်ဒါ၄၃၄ခွန်းထွက်တယ်ပေါ့ဗျာအယူဆမှန်ရင်ပေါ့မယ်ပေါ့နော်အယူဆမှန်မှန်ရင်လွဲမယ်ပေါ့အဲ့တော့ကျွန်တော်တတိယကန့်အနေနဲ့လည်းသူ့ရဲ့ အဲတနည်းကျော်ကကိုးထိတ်စည်းစားထုတ်တဲ့ကဏ္ဍကပြန်ကြလို့လိုက်ကစားခဲ့တယ်ဟုတ်ပြီနော်အဲ့တော့သူကနေပြီးတော့ကျွန်တော်တပင်းနပင်းသုံးပင်ရထမှာထောက်မဲ့ကဏ္ဍကြီးရှေးပေါင်းကားတော့ကြိုက်တယ်ပေါ့နော်တတိသုံးလုံးနဲ့၆ပြည့်မဲ့ဆိုတစ်ထိတ်ပေါ့ဗျာပျောက်နေတဲ့တစ်ပေါ့နော်အဲပျောက်နေတဲ့ပျောက်တစ်ကိုကျွန်တော်တို့တစ်လေးတွဲပေါ့တစ်လေးတွဲဆိုတော့သူ့ရဲ့တနည်းကျော်ကကျွန်တော်တို့ကတစ်ခါဒီတစ်ထိတ်အဲလေးထိတ်ဒီလေးခါပေါ့နော်အဲတင်းနောက်ဘေးကတော့တင်းနောက်ဘေးပေါ့အဲ့တော့သူ့ရဲ့ဘေးကဗရိတ်ကိုကလည်းကိုးထိတ်စည်းစားထုတ်တဲ့ကဏ္ဍကပြန်ကြလို့ကြာထားခြင်းကြောင့် ကိုဗရရဲ့ဘေးကရှေပေါင်း9နဲ့411ဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့ဒီပွဲမှာမန်ပါတဲ့မှာကျွန်တော်တို့ဒုတိယအော်ဒီနေနဲ့ထည့်လိုက်ပြီပေါ့နော်အစအရထည့်တာပေါ့နော်ကဏ္ဍကတော့အကြိုက်ကတော့တူကျင်လဲတူမယ်မတူကျင်လဲမတူဘူးပေါ့နော်အဲ့လိုမျိုးလေးထည့်ထားတယ်အဲ411ပေါ့နော်411အဲ့ဒီမှာကျွန်တော်တို့အကွက်များများထိုးကျင်တဲ့လုံထိုးဒီ site ကိုထိုးကျင်နေဆိုရင်ပေါ့နော်တနည်းကျတော့ကဏ္ဍကိုရှေပေါင်း9နဲ့ကဏ္ဍကိုခါးပြီးထိတ် ထိတ်သီးဒီခါနဲ့အဲ့လိုမျိုးထိုးမယ်ဆိုတာကျွန်တော်တင်လေးခွန်ရှိမယ်တင်လေးတင်ရှိမယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်ရှေးပေါင်းကားနဲ့ခဏဆိုတာခွန်ရှင်းနဲ့ရှိမယ်ပေါ့နော်ခွန်ကားဒီခွန်ထိတ်ပေါ့ဒီပရိတ်ကိုရဲ့ဘေးရခဏဆိုတော့ရန်ချင်းရင်ခွန်ရှင်းနဲ့ကိုရန်ပေါ့နော်ခွန်ရှင်းနဲ့ကိုရန်ပေါ့နောက်ထပ်ပရိတ်ကိုတော့မရှိတော့သုံးခွက်ပဲထွက်တာပေါ့နော်အဲ့လိုလေးယူဆထားတယ်ဒါကျွန်တော်ရဲ့ယူဆပေါ့နော် YouTube မှာလည်းကျွန်တော်တို့အားပြီးတဲ့ပိတ်သက်တွေအားလုံးကျေးဇူးတင်တယ်နော် Subscribe ပါလေးမလုပ်ရသေးတဲ့ညီကောင်တို့မှရှိရင်လည်းညီကောင်မ Subscribe ပါလေးလုပ်ပေးခဲ့ပါအောင်နော် Facebook ကတော့ကျွန်တော် ဘလို့မှ like လုံးလို့အဆင်မပြေလို့ပေါ့နော်ဒါမှမဟုတ် YouTube ကနေပြီးတော့နောက်မှလည်းတင်ပေးမယ်ပေါ့ဗျာ Facebook က like လုံးများ YouTube ကနေတင်မယ်မှန်တော့ကကြိုးကြောင်တော့မမှန်တယ်ပေါ့နော်အဲမိမိကြိုက်နေတဲ့မှာလည်း like ထိုးပေါ့အဲမကြိုက်ဘူးဆိုရင်လည်းကြော်တော့ဘာမှမဖြစ်ဘူးပေါ့နော်ဟိုအဲကကြိုးကြောင်မှန်ရင်တော့ကျွန်တော်ကတင်းကြီးမခံတာအဲတန်းဘလို့ဖြစ်တာပေါ့နော် ဒီကောင်လေးကတော့ဒါကျွန်တော်တို့ YouTube ကနေပြီးတော့ဒါ live လုပ်နေအထိမ့်မှန်နေနေပေါ့နော်လက်ဆောင်ပေါ့ဗျာကျွန်တော်တို့20နဲ့4ချိန်မှာတော့4နောက်ပိတ်ပေါ့နော်အဲသူ့အပေါ်ကပရိတ်6ပေါ့ဗျာပရိတ်6 4နောက်ပိတ်ပေါ့နော်အဲ့4နောက်ပိတ်ဒီသူ့ရဲ့နောက်တစ်နေမှာ၄ထိပ်စီတစ်ချိန်ပဲထွက်တယ်ပေါ့နော်တစ်ချိန်ပဲထွက်တယ်ဒါ98ခုနေမှာ၄ထိပ်စီတစ်ချိန်ပဲထွက်တယ်ပေါ့အဲ့လိုထွက်တဲ့နေရာမှာသူ့ရဲ့တပင်ကြုံမှာတော့ပရိတ်6လို့ခံထားရမှာပေါ့ ဗရိတ်6လို့ခံထားမှာလေးနောက်ပိတ်ဒီလေးထိပ်စီးလို့စထွက်တော့မယ်ဆိုသူ့တပင်ကြောင်မှာဒီ20နဲ့3ရင်ကဗရိတ်6ဒီဗရိတ်6လို့ခံထားမှာပေါ့နော်ဗရိတ်6လို့ခံမှသူကဒီထိပ်စီးထိပ်စီးရခါရနောက်ပိတ်ရကို6လို့ဖြစ်တယ်ဖြစ်လိုက်တာနဲ့သူက43အခွပေါ့နော်စီနီယံတော့မှာ43အခွအဲ့43ခွလိုက်တာနဲ့သူကနောက်ပိတ်3လုံးကိုလည်းသူက6လို့ပြန်ထည့်သွားတာ6ခွန်3နဲ့3လုံးပေါင်းရင်6လို့ထည့်သွားတာပေါ့နော်ခါကတော့သူကခွန်99နဲ့5ပုံသေးဆိုပြီးတော့ထည့်ခဲ့တယ်ပရမတ်တစ်ခက်ပေါ့နော် ဲ့လိုထွက်ပြီးရတဲ့သူ့ရဲ့နောက်တနေ့မှာကျွန်တော်တို့ခွန်ပရိတ်ကိုနှစ်ကြိမ်ဆင်ရိုက်တယ်ပေါ့နော်ခွန်ပရိတ်နှစ်ကြိမ်နဲ့ဆင်ရိုက်တယ်ထိတ်ကြီးလူထိတ်ကြီးနဲ့ခွန်ပရိတ်ကြိမ်နဲ့ပါတယ်ပေါ့နော်အဲ့ဒီအထဲမှာသူကဘာကစားစရာကျင်လဲဆိုတော့ဒီ43အခွားကသူ့ရဲ့နောက်တနေ့မှာ43အခွားတစ်ခုလိုက်ကစားတယ်ပေါ့ဗျာ43အခွားလိုက်ကစားတယ်ပေါ့နော်အဲ43အခွားမကျန်တော့တဲ့ကျွန်တော်တို့6ကြိမ်မှာ43အခွားဒါပရမတ်ကန်နေနဲ့လိုက်ကစားခဲ့ရဲ့လို့ယူဆလို့ပေါ့နော်ချပြပြပြီးတာ ဒါဆိုကျွန်တော်ဒုတိယကကျွန်တော်24ချိန်မှာသူက6နောက်ပိတ်ပဲပေါ့နော်သူ့အပေါ်မှာသူပရိတ်6ပဲ23ချိန်မှာပရိတ်6ပဲနော်အဲ့တော့ဒီ6နောက်ပိတ်ဒီသူ့ရဲ့နောက်တစ်နေ့မှာ6ထိပ်စီးဒီတစ်ချိန်ပဲကြာတယ်ပေါ့နော်2010မှာ6နောက်ပိတ်ဒီ6ထိပ်စီးလို့တစ်ချိန်ကြာတယ်အဲ့လိုကြာကိုကြီးကိုလည်းဒီ23ချိန်ကပရိတ်6ဒီသူ့ရဲ့တပင်ကျော်မှာပရိတ်6လို့ကြိုရရအောင်ပေါ့နော်အဲ့လိုရိုက်မှသူက6ထိပ်စီးနဲ့ဒီ3လုံးကလည်း6လို့ဖြစ်တယ်ခွန်၅ကလေးနဲ့၃ပေါင်းချင်း၆ဖြစ်တယ်။အဲထိပ်ကြီး၆ဖြစ်တာနဲ့သူက၄၀တုံးပြီးတော့၄၀နှစ်အခွာလို့ ရိုက်ခဲ့တာပေါ့နော်အဲ့လိုရိုက်တာနဲ့သူကနောက်ဘက်ကိုနှစ်နောက်ဘက်ဝင်လိုက်တာနဲ့ဇောင်းက6ပဲပြန်ထည့်တာအဲ့လိုထည့်တဲ့အတွက်သူကခါသုံးလုံးတော့သူကပြင်းနေ9လို့ထည့်တယ်အဲ့လိုထည့်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့သူကခွန်ပရိတ်နဲ့ပတ်သက်လို့ပေါ့နော်အဲ3ညရှိကူမှာထည့်သေးလို့ထည့်ကြည့်နေဘရိတ်ခွန်ရိုက်တယ်ပေါ့နော်ဘရိတ်ခွန်နှစ်ကြိမ်ဆင့်နဲ့ရိုက်တယ်ပေါ့အဲ့ဒီနှစ်ထဲမှာသူကဒီ42အခွာကအဲ့ဒီထဲမှာ42အခွာတစ်ကြိမ်လိုက်ကစားတယ်လို့ယူဆတာပေါ့နော်ဒါမိမိကျန်တဲ့မှာလည်းတော့ပေါ့နော်42အခွာလိုက်ကစားတယ်ပေါ့ဗျာ ဒါကဒုတိယကပ်ပေါ့နော်ဒါဆိုရင်တတိယကပ်ကျွန်တော်တို့ဒီလေးနောက်ပိတ်ပြီးသူ့ရဲ့နောက်ပိတ်ထဲမှာလေးထိပ်စီတစ်ချိန်ပဲမိနစ်ကကစားခဲ့တာပေါ့နော်အဲ့ကစားခဲ့တဲ့လေးချိန်မှာလည်းသူကလေးနောက်ပိတ်ရဲ့ဘောကကျွန်တော်တို့669ဆိုပြီးတော့ဒါ break ကိုဖြစ်သွားတာပေါ့နော်ဒီမှာ break ချောင်းမဟုတ်တော့ဘူး break ကိုဖြစ်တယ်အဲ့တော့ break ကိုကြောင့်သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့6နောက်6 break ရဲ့အောက်တပင်ကျော်မှာမှသူကလေးထိပ်စီကကစားရတာပေါ့နော်အဲ့လိုကစားတာနဲ့သူကဒီဆောင်းကလည်း6လို့ပြန်ထည့်ရမှာလေးထိပ်နှစ်ခါ3ပိတ်နဲ့6လို့ထည့်တာ အဲ့လိုထည့်တာလည်းသူက41ကိုအခွားလို့ပြန်ပို့တာပေါ့နော်43 42 43ခေါ်နဲ့ရိုက်တာစနစ်အစီငံကြရတယ်ပေါ့နော်စနစ်ကတော့ကြိုက်တယ်ပေါ့ဗျာလူပြေးရင်တော့ရမှာပေါ့အဲ့မှာဇောင်း9လို့ဖြစ်တာနဲ့သူကနောက်ပိတ်3လုံးကိုလည်းသူ9လို့ပြန်ထည့်သွားတာဟုတ်ပြီနော်နေ6တင်နဲ့9လို့ဖြစ်သွားတာအဲ့လိုဖြစ်တာနဲ့သူကခါ3လုံးက9ပုံဒီလို့ပြန်ထည့်တာပေါ့နော်9835လို့ဖြစ်တာအဲ့လိုဖြစ်ပြီးတာနဲ့သူရဲ့နောက်တင်မှာကျွန်တော်တို့ခွန်ပရိတ်လို့စကြရင်ထိတ်သိမှုထိတ်သိနေခွန်ပရိတ်ကြတာဟုတ်ပြီနော်အဲ့သူ့ရဲ့အောက်မှာမှာပရိတ်ခွန်ဆင့်ပြီးတော့ပြန်ရိုက်တာ ကျွန်တော်ဒီဘွဲမှာခွန်ရှင်းနှစ်တွေဩတာပေါ့ဗျာဟုတ်ပြီနော်900ကပြန်တော့ຢာပြီးလဲကြိုက်တယ်တချို့တော့ပေါက်တယ်ပေါ့ဗျာထိတ်ခွန်ထိတ်စကြရင်ခွန်ထိတ်ဒီခွန်ထိတ်လို့ပုံမယ်လို့ကျွန်တော်ပြောဘူးလို့ပေါ့နော်တချို့900ပေါက်ကြတယ်ကျွန်တော်တော့မပေါက်ခဲ့ဘူးအဲ့တော့ကျွန်တော်တို့ဒီနှစ်ထဲမှာသူက41အခွာက41အခွာလို့ဒီနှစ်ထဲမှာပေါ်ချင်တာပေါ့နော်ပေါ်နိုင်တယ်ပေါ့ဗျာငါသူပြီးရင်ရမှာပေါ့နော်မိမိကြိုင်နေတဲ့ရင်10ခွက်လုံးနဲ့ထိုးနိုင်ရင်ထိုးပေါ့10ခွက်မထိုးချင်လို့ရွေးကောက်ထိုးချင်တဲ့သူရှိရင်လည်းထိုးပေါ့နော်41ခွက်ကဒီနေ့ထဲမှာကြာနိုင်နေပေါ့နော် ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်တို့နောက်တစ်လိုင်းသွားမယ်ကျွန်တော်နှစ်ဦးတစ်ချိန်မှာသူတိခါးတိုင်းနဲ့ခွာလေးရိုက်တယ်ပေါ့နော်တိခါးတိုင်းခွာလေးရိုက်တော့သူ့ရဲ့နောက်တစ်နေ့မှာကျွန်တော်တို့လေးထိပ်တီတီသူကလည်းတစ်ချိန်ပဲကြာတာကြာတော့သူက40နှစ်နဲ့ကြာတာပြန်သူကတော့40နှစ်နဲ့ကြာပြီးတော့သူကဒီကိုးထိပ်ပေါ့နော်သူ့ရဲ့ဘေးကကိုးထိပ်ကြောင့်ထိပ်တီတုံးလုံးကိုးနဲ့ခွန်ရှင်လေးပေါ့နော်ရှစ်ခွန်လေးနဲ့ကိုးဖြစ်ပြီးမှ40နှစ်ခွာတာခွာပြီးမှသူ့ရဲ့အောက်မှာနှစ်ပြိတ်ကိုရိုက်တာ ရိုက်ပြီးမှကျွန်တော်တို့20နဲ့2ချိန်မှာ60ပြည့်ပါဝါခွာတာပေါ့နော်အဲ့လိုခွာပြီးမှဒါဇလန်းနေရတော့ကျွန်တော်အရှည်ကြီးနော်ဒါကျွန်တော်ကလိုရင်းတော့ပဲပြောချင်တာမလို့ကျန်တာလည်းမပြောတော့ဘူးအဲ့တော့ဒီ40နဲ့အခွာကသူ့ရဲ့နောက်တစ်နေ့မှာ40နဲ့အခွာလိုက်ကစားတယ်လို့ယူဆတယ်ပေါ့နော်ဘယ်မှာကစားလဲဒီမှာပေါ့နော်40နဲ့အခွာလိုက်ကစားတယ်ပေါ့ဗျာဟုတ်ပြီနော်ဒါမျိုးလေးမှတ်ထားပေါ့နော်40နဲ့မှာ40နဲ့ခွာတယ်ဒါကကျွန်တော်တို့ပထမတစ်ကပ်ပေါ့နော်ဒုတိယကပ်ကတော့ဒါကျွန်တော်တို့ဒီဇလန်းနဲ့အတူတူပဲသူကတစ်ခါခွာလေးပေါ့နော် အဲ့တော့သူကတော့ဒီနေ့မှလေးထိပ်ကြီးစီဒီတစ်ချိန်နဲ့ကြာတယ်ကြာတော့လေသူဝေးမှာသူကကိုးထိပ်ကြီးခံတဲ့သူကဇောင်းကိုးနဲ့ကြာတယ်ကြာတော့သူက42အခွနဲ့ကြာတယ်ပေါ့နော်သူ့အောင်မှာလည်းနှစ်ပရိရိုက်တယ်ရိုက်ပြီးတော့လေသူရဲ့နောက်တစ်နှစ်မှာ42အခွလိုက်ကစားတယ်ပေါ့ဗျာဂျန်မိုးလေးဆိုလို့ရတယ်နော်သူကတော့20နဲ့ကျွန်တော်နှစ်ချိန်မှာ80နှစ်ပါပါခွာလေးတယ်နော်အဲ့နှစ်ပိတ်မှာလည်းစီနီယာလေးပေါ့ဗျာကျွန်တော်ကဒါအခွလေးပဲပြတင်တာမလို့အဲဒါတော့ပဲပြပေးပေါ့နော်ဒါဆိုကျွန်တော်တတိယကံမှာလည်းသူကတခါတိုင်းနဲ့ဒါခွာလေးပဲပေါ့နော် အဲ့တော့သူရနောက်တစ်နေ့မှာလေးထိပ်ဒီဒီတစ်ချိန်ပဲကြာတယ်ဗျာကြာတဲ့အတွက်သူကထိပ်သီးသုံးလုံးကိုးလည်းဖြစ်ရမယ်ပေါ့နော်ဖြစ်တာနဲ့သူ့ရဲ့ဘေးမှာကိုးထိပ်ကလည်းခံရမယ်သူ့ရဲ့အောက်မှာလက်ကလည်းရိုက်ခဲ့တယ်ပေါ့နော်အဲ့ဒီလေးထိပ်ဒီကြာပြီးနေကကျွန်တော်တို့ကြံတဲ့ချိန်မှာလေးထိပ်ဒီမိနစ်ကမသုံးခဲ့ဘူးပေါ့နော်အဲ့တော့နောက်တစ်နေ့မှာဒီ40ပထမကတ်ရ40နှစ်ခွာဒီမှာ41ခွာပေါ့နော်တတိယကတ်မှာ41ခွာလို့ဒီ41ခွာကနောက်နှစ်မှာ41ခွာလိုက်ပေါ်နိုင်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့ဗျာ ဒါကျွန်တော်ယူဆပါဘောနော်အဲ့တော့ကျန်တော့တဲ့ချိန်မှာကျွန်တော်တို့၄၀ပြည့်ခွာရိုက်နိုင်တယ်ဘောနော်ဒီဖိန်ထဲမှာလည်းသူကတဲ့ချိန်မှာ83ကပါဝါခွာလိုက်တာပဲနော်ဒါ၄၀ပြည့်ခွာမိမိကြိုက်တယ်လို့ကျွန်တော်ကျန်တဲ့6ချိန်မှာထိုးကြည့်ပေါ့ဒီချိန်ကို200ဘူးပဲစက်ကွက်စောရင်တော့မှကျွန်တော်တို့9ချိန်ဆိုရင်ကျွန်တော်1000ဘောနော်1000ပဲကုန်မယ်အပေါ့ရင်200ဘူး3သိန်းရမယ်ပေါ့ဗျာဒါမျိုးလေးပေါ့မိမိကြိုက်တဲ့တန်ရင်ထိုးကြည့်ပေါ့၄၀ပြည့်အခွာပေါ့နော်မွေးကနန်းအနေနဲ့ဆိုတော့၄၅တိရှိတယ် အဲ၄တက်ခေါ်နေဆိုရင်၄၅တက်ရှိတယ်ပေါ့နော်ဒါကတော့ဘူးကနန်းရှိတဲ့ဟာကိုပြောပြတာဟိုထွက်တာမထွက်တာတော့ကျွန်တော်လည်းအပိုင်သိဘူးပေါ့နော်မိမိချန်ချက်တမလိုက်ကစားပေါ့ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားပေါ့နော်၄တက်တက်ကတော့လည်းမဖြစ်သေးဘူးဒီတိုင်းအများကြီးပါပဲရှိတာတွေကတော့နော်၄တက်ကြီးနဲ့တင်းတော့ခွေကအများကြီးရှိတယ်အဲဒီပရင်းလေးရလဲကျွန်တော်တို့ဒါအခွာပဲပြကျင်တာပေါ့နော်ဒီနှစ်ဦးမှ၄တက်နှစ်ကြိမ်မှ၉တက်ပေါ့နော်၄တက်၄ပါပါ၉တက် နှစ်ကြိမ်မှနှစ်ခါသုံးကြိမ်မှသုံးညခါဆက်ရှိကြိမ်မှသူကူကြီးပြိတ်ပေါ့နော်သူရဲ့ဘေးတနစ်ကျော်မှသုံးညပိတ်ဒီသုံးညပိတ်ရိုက်ရပေါ့နော်ရိုက်ပြီးတော့ကျွန်တော်20နဲ့တစ်ကြိမ်မှ6နောက်ပိတ်နောက်ပိတ်ထောင်သုံး6ဖြစ်တယ်ပေါ့ဗျာအဲ့လိုဖြစ်ပြီးတာနဲ့သူရဲ့တနစ်ကျော်မှကျွန်တော်တို့ကူကြီးပြိတ်ရဲ့တနစ်ကျော်မှသူကရှေ့ကအပူနက်ခတ်အပီးတင်ရိုက်တယ်နော်ရှေ့ကအပူနက်ခတ်အပီးတင်ရိုက်တယ်ရိုက်ပြီးတာနဲ့ကျွန်တော်တို့ရိုက်ပြီးတာနဲ့တဲ့ရိုက်ပြီးတာနဲ့ ကျွန်တော်တို့သူ့ရဲ့ဇောင်းမှာပေါ့နော်ဗရိတ်တုံးလို့ရိုက်တယ်စီနီယံသွားမှာပေါ့နော်ဗရိတ်တုံးလို့ရိုက်တယ်အဲ့ဗရိတ်တုံးတွေကဘယ်လိုလုံးလုံးလဲဆိုတော့တဲ့အဲ့သူ့ရဲ့ဘေးနှစ်မှာတဲ့သူက၈ဗရိတ်ကဏ္ဍလို့တကွက်ကစားရတယ်ပေါ့နော်၈ဗရိတ်လို့ကစားရင်သူ့ဘေးမှာ၃ခါတဲ့၃ပါဝါ၈ထိတ်နဲ့၈ထိတ်၃ခါရဲ့ဘေးမှာ၈ဗရိတ်ကတော့တကွက်ကစားရတယ်ပေါ့နော်ကစားတာနဲ့သူထိတ်သုံးလုံးဒီပြစ်ဒီထိတ်သုံးလုံးပြစ်လို့ဖြစ်လိုက်တဲ့ဒီ၆ခုနှစ်ကလက်နှစ်ကျော်မှာလိုက်ထွက်ခဲ့တယ်ပေါ့နော်လက်နှစ်ကျော်မှာလိုက်ထွက်ခဲ့တယ်အဲ့တော့ဒီ၈ဗရိတ်ရိုက်တဲ့နေ့ထဲမှာအဲ့၃ဒီ၃ခါဒီတစ်ချိန်မဲ့သူကြတယ်ပေါ့နော် အဲ့လိုကြာပြီးတော့လည်းကျွန်တော်20နဲ့တည်းမှာ3အပိတ်လို့ပိတ်တယ်ဒါ၄တန်းနဲ့ရတော့ကျွန်တော်မပြောမိဘူးပေါ့နော်အဲ့တော့သူ့ရဲ့နောက်တစ်နေ့မှာဒီ3ဒီရဲ့43အခွတစ်ခုလိုက်ကစားတယ်ပေါ့ဗျာဒါ၄တ3မှာ43အခွလိုက်ကစားတယ်လို့ယူဆတယ်ပေါ့နော်ဒါကျွန်တော်ကတော့ကျွန်တော်တို့အခွလေးပဲပြနေတာဆိုတော့ကျန်တဲ့ကတော့၄တော့မရှိတော့ဘူးပေါ့နော်အဲ့ဆိုကျွန်တော်ဒီမှာတတိယဒုတိယကပ်နှစ်ဦးမှာ3ထိန်း2ချိန်8ထိန်း2ချိန်2ခါ3ချိန်3ခါပေါ့နော်16ချိန်မှာပူကြည့်ပြတယ်သူ့ရဲ့ဇောင်းတပင်ကျော်မှာ3ညပိတ်ဒီ3ညပိတ်20နဲ့တစ်ချိန်မှာ6နောက်ပိတ်နောက်ပိတ်ထောင်3လုံး6လို့ရိုက်တယ်ပေါ့အဲ့တော့ပူကြည့်ပြတဲ့တစ်နှစ်ကျော်မှာသူက ရှေ့ကအခုနက်ခတ်အပီးတင်း335လို့ရိုက်တယ်ရိုက်တာနဲ့သူ့ရဲ့ဇောင်းမှာသူကနှစ်ပရိတ်လို့ထွက်တယ်336နှစ်ပရိတ်ပြီးတော့နှစ်ပရိတ်လို့ထွက်တယ်ထွက်ပြီးတာနဲ့သူကသူ့ရဲ့ဘေးနေမှာတဲ့သူကရှစ်ပရိတ်ကဏ္ဍတစ်ခွက်ထွက်တယ်ပေါ့ဗျာထွက်တယ်သူ့ရဲ့ဘေးမှာနှစ်ခါခွန်ထိတ်ပေါ့နော်ပါဝါထိတ်ကြီးရိုက်တယ်ရိုက်ပြီးတာနဲ့သူထိတ်ကြီးသုံးလုံးတက်လို့ဖြစ်လိုက်တဲ့ဒီ၄နှစ်ငါးကတနှစ်ကျော်မှမွေးပြီးဖြစ်နေလိုက်ထွက်တယ်ဟုတ်ပြီနော်မွေးလေးပြန်လိုက်တော့တယ်အဲ့တော့ရှစ်ပရိတ်လို့ကြားတဲ့နေ့ထဲမှာနှစ်ခါဒီတစ်ကြိမ်ပဲကြားတယ်ရေကြီးပေါ့နော်20နှစ်တစ်ကြိမ်မှာနှစ်အပိတ်လို့ကြားတယ်အဲ့တော့အဲ့နှစ်ဒီနောက်တစ်နှစ်မှာကျွန်တော်တို့40နှစ်အခွားဆိုပြီးတော့ ရိုက်ကိုရိုက်တယ်ပေါ့နော်ဒါသူရိုက်ပေးရင်ရမှာပေါ့နော်40နှစ်กว่าရိုက်တယ်၄ထိပ်နှစ်ပိတ်လို့ရိုက်တယ်ဒါကကျွန်တော်တို့ဒုတိယကတ်ပေါ့နော်ဒါဆိုဟုတ်ပြီကျွန်တော်တတိယကတ်အနေနဲ့ခွန်ထိပ်နေဦးမှာခွန်ထိပ်နှစ်ချိန်မှာနှစ်ထိပ်နှစ်ချိန်နှစ်ခါသုံးချိန်သုံးညခါပေါ့နော်၁၈ချိန်မှာသူကိုကြီးပိတ်လို့ရိုက်တယ်သူရဲ့ဇောင်းလိုမျိုးကြောင့်မှာသုံးညပိတ်ဒီသုံးညပိတ်လို့ရိုက်တယ်20နဲ့တစ်ချိန်မှာ6ထိပ်စီပုံသေးပေါ့နော်ထိပ်နောက်ပိတ်ထောင်သုံးလုံး6လို့ဖြစ်တယ်ဖြစ်တာနဲ့သူရဲ့တစ်နှစ်ကျော်မှာသူက အဲကျွန်တော်ပူကြီးပြည့်ရတဲ့နေ့ကျွန်မရှေ့ဘူးနဲ့နက်ခတ်ပြီးခြင်းဆိုပြီး669လောက်ရိုက်တယ်ရိုက်တဲ့သူ့ရဲ့ဇောင်းမှာသူက3ပရိတ်2ပရိတ်1ပရိတ်လို့ပရိတ်စီနီယာရိုက်တယ်ပေါ့နော်ရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာပရိတ်6ပေါ့နော်ဒီ116ပရိတ်6ရဲ့ဘေးမှာသူကတစ်ခါတိုင်း6ထိန်လို့ရိုက်တယ်တပွင့်ကြီးငဲလာတာပေါ့နော်အဲ73 9ဒီမှာ67ပါဝါခွာပါဝါရိုက်တယ်ပေါ့ဗျာ6ထိတ်တိခါလို့ရိုက်တယ်အဲ့လိုရိုက်တာနဲ့သူကထိတ်ဆုံးလုံးတက်လို့ဖြစ်လိုက်တယ်ဒီ2 9ကတနည်းကျော်မှာမွေးကနန်းအဖြစ်နဲ့လိုက်ကစားပေါ့နော်အဲ့လိုကစားပြီးတာနဲ့ဒီ ရှိပရိကြတဲ့အနေထဲမှာဒီတစ်ခါတည်းလေဒီတစ်ချိန်ပဲကြာတယ်ဗျာမနေ့ကပေါ့နော်20နဲ့တစ်ချိန်မှလည်းတစ်နောက်ပိတ်လို့ပိတ်တယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်2ချိန်4ချိန်6ချိန်မှကျွန်တော်ကတော့41အခွရိုက်နိုင်တယ်လို့ကျွန်တော်စတယ်ပေါ့နော်အဲ့တော့မိမိကြိုင်းတဲ့မှာလည်း like ထိုးပေါ့ဒါကျွန်တော်ပြောတိုင်းလည်းမထိုးနဲ့ပေါ့နော်မိမိကြိုင်းတဲ့မှာ like ထိုးဖြစ်နိုင်ရင်မဖြစ်နိုင်ဘူးပေါ့နော်မိမိကကိုချင့်နေပြီးမှထိုးစီခြင်းနဲ့ပေါ့ဗျာဒါကတော့မိမိကြိုင်းတဲ့ရင်ထိုး၄ take 1ပိတ်အဲ့ဒါမျိုးကျွန်တော်တို့သုံးနာကခဏမှဆိုရင်တလေးတင်မှာ၄တက်တက်ပေါ့နော်ဘူအဘူးခွာဆိုတော့အာနိုင်အာလိုက်ပေါ့အာနိုင်ရင်အာထိုးလိုက်ပေါ့ ရန်ကျင်တော့ကျွန်တော်တို့ခွန်ရှင်းနှစ်ကိုရန်လိုက်ပေါ့နော်အားလုံးပဲမင်္ဂလာညချမ်းပါအဲမပေးတဲ့တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အဲလိုက်လေးတွေလက်မလေးတွေအသေးလေးတွေမနေ့ရီတွေညကောင်မောင်မများပါရင်လည်းတယောက်တစ်ချက်လောက်နှိပ်ပေးခဲ့ပါအောင်ပြန်နော်နောက်ထပ်ကိုအဲဗထိတ်လေးနဲ့ပတ်သက်လို့ကြောက်ရရပြီတိုက်တဲ့သူရှိရင်ပေါ့နော်အများဆုံးဆိုလို့မိမိကြိုက်တဲ့တန်လည်းထိုးပေါ်ပြမြင်နာပြီးတဲ့ဘက်ကလို့ရှင်းပါလို့ကိုရှိခွန်မကိုကိုကြီးစီနီယာမကြိုက်ဘူးကွာဆိုပြီးမပြဝဲထားတာပေါ့နော်အဲ့မပြဘူးဆိုလည်းကနန်းကလာထွက်တာပေါ့အဲကျွန်တော်ဗရိတ်ရှိတီးပြီးကြတဲ့ပွဲတန်သွားတာပေါ့နော် အဲ့တော့ဒါတစ်3ညာ90ဇလန်းကတော့ကျွန်တော်ထွေထူးတော့ဒီလိုင်းမှာတော့မပြောတော့ဘူးเนาะတစ်ထိပ်3ညာထိပ်9ထိပ်8ထိပ်ပေါ့เนาะအဲ့ဒီတစ်ခါတိုင်းခွာကိုပေါ့เนาะတစ်နှစ်ကျော်မှာဒါတစ်ခါတိုင်းခွာကိုသူ့ရဲ့နောက်တစ်နှစ်မှာလည်း3ညာခါတိုင်းနဲ့ခွာကိုပေါ့เนาะအဲဘေးနှစ်မှာလည်းသူက9ခါတိုင်းနဲ့ခွာကိုပေါ့เนาะတစ်3ညာ90ဇလန်းအလုပ်လုပ်တာတွေပြနေတာเนาะဒီမှာလည်း8ခါတိုင်းခွာကိုပေါ့เนาะအဲ့တော့ကျွန်တော်ပြောကျွန်တော် တို့မပြတော့ဗျဒီလောက်ပဲเนาะတစ်တုံညာ90ဇလန်းပေါ့เนาะလေးကစီအဲ့မှာသူကဒီမှာရှေးပေါင်း9 sorry ဒီမှာရှေးပေါင်း9ဒီမှာရှေးပေါင်း6 ရှေးပေါင်းနှစ်ခုပေါင်းတော့တစ်ဖြစ်တယ်ဟုတ်ပြီနော်ဒီမှာရှေးပေါင်းကဒီမှာရှေးပေါင်းကရှေးပေါင်းကနှစ်ခုပေါင်းတော့သုံးရတယ်အဲ့တော့ဒီမှာရှေးပေါင်း6ဒီမှာရှေးပေါင်းသုံးနှစ်ခုပေါင်းတော့9လို့ဖြစ်တယ်ဒီမှာရှေးပေါင်းက၄ဒီမှာရှေးပေါင်း၄ရှေးပေါင်းနှစ်ခုပေါင်းတော့10လို့ဖြစ်တယ်အဲ့တော့တက်တုံညာ6ရှေ့ဆိုပြီးဒီနန်းလေးမှာနေထည့်လာတယ်ပေါ့နော်အဲ့လိုထည့်လာတာ ਨੇ သူကဘလို့ရိုက်လဲဆိုတော့ကျွန်တော်ဒီမှာ6ခါရယ်တုံညာခါရယ်9ခါရယ်ဟို6တုံညာ9အတုံးပေါင်းချင်းဒီ1လို့ပြန်ထည့်တယ် ဒါသူပေးရင်ပေါ့နော်အဲဒုတိယကျွန်တော်တို့ဒီ၃ညကို6ခါရဲ့၃ညခါရဲ့၄ခါရဲ့၃ညလို့ပြန်ရိုက်တယ်အဲ့တော့ဒုကျွန်တော်တတိယကတ်ကိုလည်းသူက6ခါ6ခါ9ခါနဲ့9လို့ပြန်ရိုက်သွားပြီဟုတ်ပြီနော်အဲခဲတဲ့ကအမောဒီမှာပါနေတယ်အမေမိကျန်နေတဲ့မှာလည်း like တုံးပေါ့နော်အဲဒီမှာကျွန်တော် စရုပ်ဓာတ်ကန့်အနေနဲ့ပြောရမယ်ဆိုရင်ဒီမှာ6ခါ6ခါပါเนาะ10ဖြစ်အောင်6ခါထည့်ရမယ်ဟုတ်ပြီเนาะ6ခါထည့်ရမယ်ဒီကောင်ကတော့ကျွန်တော်လည်း audio နည်းနည်းတော့ထိုးเนาะမိမိကြိုက်နေတဲ့မှာအရင်ကြိုက်မှာထိုးပေါ့เนาะအဲကျွန်တော်မှန်မှန်ဖွဲထဲမှာတော့ဒီကောင်းတဲ့ပတ်သက်လို့အဲဒီ audio ထဲမှာတစ်ခွက်တော့6ခါနဲ့တစ်ခွက်တော့ထည့်လိုက်ပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဟုတ်ပြီဒီ6ခါ3ခါ5ခါနဲ့ break အခါ3လုံးပေါင်းခြင်းဒီကျွန်တော်တို့ဘယ်လောက်ပြင်မလဲဆို1ပေါ့เนาะ1လို့ဖြစ်တာနဲ့သူက break 3ခုပေါင်းခြင်းဒီ5လို့ရိုက်တယ်9 break 2 break 4 break 5လို့ရိုက်တယ်เนาะ9 break နှစ်ပရိတ်တစ်ပရိတ်လေးပရိတ်ပေါ့နော်ကိုးနှစ်လေးဒီ၅လို့ရိုက်တယ်တစ်ခါသုံးလုံးတစ်လို့ဖြစ်တာ ਨੇ ပရိတ်သုံးခုပေါင်းရင်ဒီ၅ဖြစ်တယ်ပေါ့နော်ဒါဆိုဒုတိယကက်၃ညခါ၆ခါ၄ခါ၃လုံးပေါင်းရင်ဒီ၃ညလို့ရိုက်တယ်အဲ့လို၃ညလို့ရိုက်တာ ਨੇ သူကတစ်ပရိတ်လေးပရိတ်လေးပရိတ် sorry တစ်ပရိတ်ကျွန်တော်လေးပရိတ်ဒီ၄၆ဆိုပါဗရိတ်ကအော် sorry ဒါ၄ဗရိတ်ဟုတ်ပါတယ်နော်၁ဗရိတ်၄ဗရိတ်၆ဗရိတ်ဆိုပါဗရိတ်၃ခုကချုပ်တာမကင်ပြည့်အဲ၆ခါတော့ကျွန်တော်ကြိုက် ဒီကောင်ကတော့လွဲသွားတယ်နော်6ခန်းလေးဒါမိမိကြိုက်နေတဲ့အထူးပေါ့ဗျာကျွန်တော်အမှန်6ခန်းနဲ့ပရိတ်လေးပြရမလို့နော်ဒီ3လုံးပရိတ်3ခုပေါင်းရင်5ဖြစ်မှမှန်တယ်ဒီကောင်က2ပရိတ်နဲ့6ပရိတ်နဲ့ဆိုတော့10ဖြစ်သွားတယ်မကပ်ဘူးပေါ့နော်အဲ့တော့6ခန်းပေါ့ဗျာ6ခန်းနဲ့မှဘေးနိကကဏန်းနဲ့ဆိုရင်ကျွန်တော်တို့ကအခြားလိုင်းတွေပေါ့နော်ရှိသေးတဲ့အခြားလိုင်းတွေလည်းကျွန်တော်တို့ဒီ66နဲ့တို့ကျွန်တော်တို့660တို့ဒီဘွဲမှာကျွန်တော်ကတော့6ရှိခုနဲ့တကွထည့်ထားတယ်ပေါ့နော်660 66နဲ့ပေါ့နော်ပရိတ်3ခုပေါင်းရင်5ကျွန်တော်ဆွဲနေတာအဲ့မှာ6ခန်းကြိုက်တဲ့သူ3ပေါ့နော်6ခန်းကြိုက်ရင်ဘေးနိကကဏန်းနဲ့ရှိတယ်အဲ့တော့မှ ဒါ6ခါလေးတော့သုံးလို့ရတယ်နော်အားလုံးပဲဘိုင်းမိုင်မှာလို့သုံးတဲ့နေ၄မိနစ်ပေါ့နော်အားလုံးပဲကံကောင်းကြပါစေရိုးရိုးမှဝင်ရင်ကျွန်တော်တို့5မိနစ်မှာကျွန်တော်တို့ဈေးရဒီအခုအခုကြံတဲ့ချိန်ကြီးတော့ကျွန်တော်တို့ဘလောက်မှမကြံလို့ပေါ့ဗျအဲ့မှာ20နဲ့20ချိန်လောက်ကနေပြီးတော့ဒါမှမဟုတ်20ချိန်လောက်ကနေပေါ့နော်မမနောက်နေ့တော့စဝင်မယ်ဆိုရင်တနစ်စာကိုကျွန်တော်တို့2သိန်းညာ2သိန်းပေါ့နော်အဲတစ်ချိန်ချင်းဆိုလာမယ့်ညမှာ1000ပေါ့ဗျာဒါမိမိကြိုက်တဲ့တမ်းမှလည်းယူပေါ့ဘယ်သူမှအပိုင်မတည်ဘူးပေါ့နော်အဲမေးပေးလို့ဖြေပေးတာပါအဲ့တော့ လာမယ့်နှစ်မှာ line ရတယ်တနစ်စာလည်းယူနိုင်တယ်ပေါ့နော်တနစ်စာယူမယ်ဆိုရင်မမ်မာဖိဖို့အောက် line လုံးလို့ရရင်ပေါ့နော်မမ်မာဖိဖို့အောက်ပြီးတဲ့ကျွန်တော်အလုပ်ဖို့အစီအစဉ်ရှိတယ်ဗျအဲ့ရနေမှာကျွန်တော်တို့တနစ်စာမှာအဒီနှစ်ထဲမှာဘာတွေ like ကစားနိုင်တယ်ပေါ့နော်အဲကိုထွန်းဆိုဒီနှစ်ထဲမှာဘာတွေဥပမာကစားနိုင်တယ်ပေါ့နော်ဒီနှစ်ထဲမှာဆိုကျွန်တော်နှစ်နှစ်ဘူးပေါ်ရင်ကျွန်တော်တို့နှစ်နှစ်ခွန်ထွက်နိုင်တယ်ပေါ့ဗျဥပမာဒါမျိုးတွေပေါ့နော်အဲအဲမျိုးလေးတွေကြိုပြထားနေလို့ရတာပေါ့အဲ့တော့ကိုကအချိန်ကြီးဖန်းဆော့တဲ့သူဆိုတော့ကိုဖန်းတဲ့အချိန်မှာမဖြစ်ခဲ့ရင်တော့မှမိမိကြိုင်တဲ့လို like ကစားတဲ့သူပါရင်ပေါက်သီးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုစနေလေးတွေပေါ့ အဲအဲ့လိုမျိုးလေးတွေကျွန်တော်တို့အဲစိတ်ကူးထားတယ်ပေါ့နော်ဒီနှစ်ကတော့ကျွန်တော်တချင်ချင်း9000ပဲဈေးဒီနှစ်ကတော့မတက်ဘူးပေါ့နော်လာမယ့်နှစ်မှာတော့တချင်ချင်း1000ပေါ့ဖြစ်နိုင်တော့တချင်ချင်းကျွန်တော်လည်းမပေးချင်ဘူးနော်တချင်နဲ့ထိုးပြီးတချင်နဲ့ပေါက်ဖို့ဆိုတော့ကကျွန်တော်စီမှာတော့နှစ်ပတ်တော့ရှိတယ်ပေါ့နော်ဒီပြီးကလေးနှစ်က3963မှာတစ်ဖက်ပေါ့နော်ဒီ3963မှာတစ်ဖက်ပေါ့အဲ့လိုမျိုးတော့ဖြစ်တယ်ပေါ့အဲ3963မှာတော့သူကတော့အာသွားတာပေါ့အဲ6 3မိနစ်က6 3963မှာတော့တက်ပေါ့ဗျာအဲ့လိုမျိုးလေးရှိတယ်ပေါ့နော်တစ်ပတ်ချင်းထိုးပြီးတစ်ပတ်ချင်းပေါက်ဖို့ဆိုတော့ကတော့မလွယ်ဘူးပေါ့နော်မိမိရဲ့ကံနဲ့ ကျွန်တော်ရဲ့အကျိုးသားမှုနဲ့ထွက်တဲ့ကဏ္ဍနဲ့ထပ်ပြီးကြာရင်တော့ပေါက်မှာပေါ့ဟုတ်ပြီနော်အားလုံးပဲဖိုင်မှာလို့ကျွန်တော်တို့ဒီနေ့ညလိုက်ကတော့ဒီလောက်ပါပဲနော် subscriber မလို့ရသေးတဲ့ညီကိုမောင်နှမလေးတွေပါရင်လည်း subscriber လေးတယောက်တစ်ချက်တော့ white နှိပ်ပေးခဲ့ပါအောင်နော်အသေးလေးလက်မလေးတွေပေးမယ်ဆိုလဲ white ပေးခဲ့ကြပါအောင်အားလုံးပဲ good night ပါနော်ဖိုင်မှာလို့